မင်္ဂလာပါဘေးဒီနီကတော့ဩစတြေးလျနိုင်ငံဗီယက်နမ်မြို့ရဲကိုလိုက်ပြမယ်နော်အခုတော့မှာတော့ဩစတြေးလျနိုင်ငံရဲ့အကြီးဆုံးစာကြည့်ရိုက်ဖြစ်တဲ့ Australian National Library ပါဒီစာကြည့်ရိုက်ရဲ့နာမည်အကြီးဆုံးနေရာကတော့ State Hall လို့ခေါ်တဲ့ဒီခန်းမကြီးပါအထဲရောက်သွားတာနဲ့ Disney Cartoon က Beauty and the Beast တွေကစာကြည့်ရိုက်တဲ့ကိုရောက်သွားသလိုပဲ ီစာကြည့်ရိုက်ထဲမှာစာအုပ်အပါဝင်ပစ္စည်းပေါင်း12တန်းကျော်တောင်ရှိတယ်။အခုခန်းမထဲမှာတော့စာအုပ်ပေါင်း2သိန်းကျော်ရှိပါတယ်။မျက်နှာချက်ကလည်းအမြင့်ကြီးပဲဆွဲထားတဲ့ပကြီးကလည်းအသေးစိတ်တယ် မျက်နှာချက်တစ်ခုလုံးလည်းပချီရအပြည့်ပဲဆောက်စင်ကြီးရဲ့အနောက်မှာ secret room လို့ခေါ်တဲ့လျှော့ဝှက်အခန်းငယ်လေးလည်းရှိပါသေးတယ်တို့ရကြောမှာတဲ့

ဗီယန်နာမျိုးရောက်လို့ရှိရင်တော့ဒီစာကြည့်တိုက်ကိုလာကြည့်ပြအောင်လာကြည့်တင်ပါတယ်အခုရောက်နေတာကတော့ခီးသွားတွေအရန်လာကြတဲ့ Honda Dwasa House လို့ခေါ်တဲ့ apartment ပါလူနေအိမ်နေမကဘူးဆိုင်ကန်းနေလည်းရှိတယ်ဒီအစားအုပ်ကတော့သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းကြောင့်လာကြည့်ရသူတွေအရန်များတယ်ညနေရောသူရောတက်ကုန်ရိုက်ပေးရတဲ့ကန်ပါ

မြို့ရဲအစာအုပ်တွေကရန်ကုန်ကမ်းလှလန်းအစာအုပ်တွေနဲ့ဆင်းတယ်။အခုကတော့ train ပေါ်မှာပါ။ပန်းစိုးရရောင်ရပဲပန်းစိုးရနေတယ်ဟုတ်ပါမယ်ကနလာကနလာဟိုလေးစတောင်းတယ်နားလေးဟုတ်ပါ မြို့ရဲအဆအိုးတွေကဘယ်နေရာကြီးကြီးလှနေရောပဲ။ မြင်နေရတာကတော့ခုနှစ်1900ကျော်မှာစောက်ခဲ့တဲ့ဗီယန်နာမြို့ဟာစိန့်ချားလ်စ်ဘုရားကျောင်းမှာဗီယန်နာမြို့ကတော့ညဘက်ရောက်လဲလှနေစေပါဝဲရောစတေးဝါတာဝဲလာတာပဲစတေးဝါတာဝဲလာတာဟိုအဲ့ဒါဟိုသူကရေးရတာဟိုရေးရ sparkling ဆိုရင် aspa မဟုတ်ဘူးလား fizzy တော့ fonti gas or geyser လားကစား brick မသိဘူးတော့ဟောအဲ့ဒါဒီမှာရေးဝဲအရမ်းပါပြတချို့ဓာတ်ရေးတာ still လို့ရေးတာချို့ကြတော့ဒီ sparkling ဆိုပြီးရေးတာအဲ့ဒါဆိုရင်သိရဟိုဒီဟာကြတော့မပါဘူးမ fizzy ဟုတ်ရှိကြည့်ဝယ်အောင်ရွေးဝယ်တာတော့မမှားဝယ်တာလေ။